င်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ဂရီဖုန်းမြန်မာစာကိုတင်ကြပေးမယ်ဒီချေမွန်ဖြစ်ပါတယ်ဒီချေတင်ကြပေးမှာကတော့တင်ငန်းစာ36မြမသူရေခေါင်တချင်းဖြစ်ပါတယ်တို့သမီးတို့ရေဒီသူရဲကောင်းတဲ့ချင်းဟာမိသည့်ကိုယဉ်ညူးမိဆိုတာလဲဆိုစဉ်းစားကြည့်ပါဦးဒီချေရိုးနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းကိုယဉ်ညူးမိဆိုတာဖြစ်တယ်နော် တို့သမီးတို့ဟာဒီသင်ခန်းစာကိုသင်ကြားရခြင်းကြောင့်အတန်အတက်အကြအနေမြင့်နဲ့တန်ဆင်မမှန်ဖြစ်တည်ဆို့တတ်လာမယ်။သူရဲကောင်းတို့ရဲ့စိတ်ဓာတ်ကိုမျက်နှိုးတံပိုးထားတတ်လာမယ်။ဒီချက်ကအခုတချင်းကိုမဖွင့်ပြခင်မှာတချင်းနဲ့မှပါတဲ့စာသားရဲ့အဓိပ္ပာယ်ကိုရှင်းပြပေးမယ်။မြမလူလေးတွေ့တက်မရောဖွဲ့ဖို့ဂျပန်ပြည်မှာခွဲတကယ်ပဲတန်တယ်လေလို့ဆင်းရဲဒုက္ခခံကြကြံစီတဲ့သူရဲ့ကောင်းတဲ့ဘူအောင်ဆန်းနဲ့အာဇာနည်ရေးတဲ့ဆိုတာကတော့ ဘောကျွန်းအောင်စန်းနဲ့ရဲဘော်တုံးကျိတူဟာမြန်မာပြည်လူ့လေရာဘုံအတွက်တပ်ပရိုဖွဲ့ဖို့ဂျပန်ပြည်မှာအသက်နဲ့လဲပြီးတော့ဆင်းရဲဒုက္ခတွေကိုခံခဲ့ရတယ်တဲ့။ငါတို့မြန်မာပြည်အမိဖာတိုင်းကခွဲဘောအောင်စန်းလို့သူရဲကောင်းတွေမွေးရမယ်။ငါတို့မြန်မာပြည်ဝဲအမိဖာပေါင်းတို့ကခွဲအာဇာနည်အစ်စ်ကိုတို့ရွေမွေးရမယ်။ အဲ့ဒီအဓိပ္ပာယ်လေးကတော့ဒီချေလို့မြန်မာနိုင်ငံမှာရှိတဲ့မိဘတိုင်းကဘိုးချုပ်အောင်ဆန်းလို့အာဇာနည်သူရဲကောင်းတွေကိုမွေးရမယ်လို့ပြောတာဖြစ်တယ်။အော်ဘင်းနောင်နဲ့ရာဇာရစ်တို့လိုမင်းရဲ့ကျော်စွာပမာပုံနဲ့အလောင်းဖျားတို့လိုကွယ်မြန်မာတိုင်းမြန်မာမျိုးအာကိုလောက်ပြီတဲ့မကြောက်တဲ့မယွန်းတဲ့မြန်မာတွေအောင်ပန်းဆိုရှာလေတဲ့ အဲ့ဒီစာသားလေးရဲ့အဓိပ္ပာယ်ကတော့ဒီခြေရုပ်မြန်မာသမိုင်းရာဇဝင်မှာဆိုရင်လေဘရင်နောင်ရာဇရစ်မင်းရဲ့ကျော်စွာအလောင်းဖျားတို့လိုမြန်မာလူမျိုးတွေအကူရရတဲ့သူရောင်းနေရှိခဲ့လို့မြန်မာတွေအောင်းပန်းရခဲ့ကြတယ်ဆိုတော့ပြောတာဖြစ်တယ်။ရာဇဝင်ထုတ်ပတိလည်းရှိရမယ်မော်လုံးလေးထုံလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့တိုက်တီကျိုးစွန်ခဲ့တဲ့များစာနေတွေလွတ်လပ်ဖို့တို့များကိုကျွန်တွင်မှာကဲ တို့မြမာရင်းစိုးမှုပုံပြောကြရှာလို့ပေါ်လာတယ်။ဆိုရက်တချင်းစာသားလေးရဲ့အထိပ္ပာယ်ကတော့မြင့်မြတ်တဲ့ဘုကျောင်းအောင်စင်ရဲ့အကြောင်းကိုကပီးမော်ကွန်ထုံးလောက်ပါတယ်တဲ့။ဘုကျောင်းအောင်စင်တို့ဟာဒီချိုးနိုင်ငံအင်္ဂလိပ်လက်အောက်မှာကျွန်းပွားရောက်နေတာကိုကေတင်ခဲ့တယ်။မြမာနိုင်ငံထူထောင်ရန်အတွက်မြို့ယူမတင်အောင်ကြံဆောင်လေးတဲ့။နေမျိုးတာကြီးညီမပြည်လေးယုံညီမနိုင်ငံအလုံးထင်ပေါ်စေတဲ့ ဆရာတန်တန်မန်ကိုမချော်ရဲငါတို့လူမျိုးတကူရှိဘူးသူရဲကောင်းနေစုံကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ကတော့ဒီချို့မြန်မာနိုင်ငံပြည်လဲကြီးချောင်းမှုအတွက်နဲ့အမျိုးအစဉ်ဆက်မပြောက်သွားအောင်စိတ်အားထန်ထန်စွာမန်ကိုမချော်ပဲကြိုးစားခဲ့ကြတာကိုပြောတာဖြစ်တယ်တကယ်ပဲသတို့မဟာဗန္တူလာနဲ့အစွမ်းတတိယာဇဝင်ပြောင်းနေတားကောင်းများလို့ခေါ်ရလောက်ပြီတဲ့ ဥရန်တွင်ဇင်ဝဲမြပါသူရဲ့ကောင်းပောင်းတွေရဲ့ဆိုရဲအိဗေကတော့ဘူဂျွန်အောင်ဆန်းနဲ့သူရဲကောင်းတို့ဟာဒီချင်းမြမသမိုင်းရာဆိုရင်မအစွမ်းတတိရှိခဲ့တဲ့မဟာဗန္ဒူလာလိုပဲနိုင်ငံရဲ့တားကောင်းရဏများလို့ခေါ်ရလောက်တဲ့မြမသူရဲကောင်းတွေဖြစ်တယ်ဒီချက်ကအခုတာဝန်သမီးတို့ကိုမြမသူရဲကောင်းတဲ့ချင်းလေးကိုဖွင့်ပြပေးမယ်နော်။တာဝန်သမီးတို့လည်းအတူတူလိုက်ဆွေးကြည့်ကြနော်။ဘမလွတ်လိုက်ရဲ့အတွက် မတော်ဖွဲ့ဖို့ဂျပန်ကြည်မကွယ်တကယ်ပဲအသက်နဲ့လဲလို့ဆင်းရဲဒုက္ခခံတာကြံစည်တယ်သူရဲကောင်းတဲ့ဘူအောင်ဆန်းနဲ့အာဇာနည်တွေရဲ့ဘမလွတ်လိုက်ရဲ့အတွက်တမတော်ဖွဲ့ဖို့ဂျပန်ပြည်မှာအကွယ်တကယ်ပဲအသက်နဲ့လဲလို့ဆင်းရဲဒုက္ခခံတာကြံစည်တယ်သူရဲကောင်းတဲ့ဘူအောင်ဆန်းနဲ့အာဇာနည်တွေရဲ့ ငါတို့ဗမာကြီးအမိဘတိုင်းကခွဲဘူအောင်ဆန်းလို့သူရဲ့ကောင်းတွေမွေးရမယ်ငါတို့ဗမာပြည်ဝဲအမိဘအပေါင်းတို့ကခွဲအာဇာနည်အစ်စ်ကိုတို့တွေမွေးရမယ်ဟောဘယင်းကောင်းနဲ့ရာဇာတပည့်တို့လိုမင်းရဲ့ကြော်စွာဗမာပုံထဲအလောင်းခွေရတို့လိုခွဲ ပမာတိုင်းပမာမျိုးအာကုလောက်ပေးတဲ့မကြောက်တော့မယွန့်တော့ပမာရီအောင်ပန်းဆွေရလေတဲ့အာဝေးသဘာဝီရဲ့ရှိရမယ်ရမယ်ဘောဘောလေးဘောလောက်တဲ့မြင့်မြတ်တဲ့ဘောအောင်ဖိုင်ရဲ့ တိုင်းပြည်အကျိုးဆုံးရဲ့အားရသာနေွယ်လွတ်လပ်ဖို့တို့များကိုကျော်ရမှာကဲတို့မှာလေးဖို့မို့ဘူးကြော်ကြရာလို့ပမာနိုင်ငံသူတော်ရန်နဲ့ရာရမတိန်အောင်ကြံဆောင်လေနေမျိုးသာကြီးပမာကြည့်လေရော မနိုင်ကားအလဲထင်ပေါ်စီရဲ့စိတ်အားတန်တာမန်းကိုမလျှော့တဲ့ငါတို့လူမျိုးတဘူရှိဖို့သူရဲ့ကောင်းတွေတုံကြီးတယ်တကယ်ပဲသတို့မဟာဗန္ဓုလနဲ့သွန်သတိရာဇဝင်ပြောင်းလဲသားကောင်းများတို့ခေါ်ရလောက်ပြီတယ်ဥဒန်းတွင်လေးပွဲ မမသူရဲ့ကောင်းအပေါင်းတွေရဲ့နာဝေးဘုရားကြီးရဲ့ကြီးရောင်လည်းဘုရားလုံးလည်းဘုရားပြင်းနေတဲ့ဘုရားဖိုင်ရာဝေးဘုရားကြီးရဲ့ကြီးရောင်လည်းဘုရားလုံးလည်းဘုရားပြင်းနေတဲ့ဘုရားဖိုင်ရာတိုင်းပြည်အကျိုးတော်ရဲ့များစွာ ဒီချက်ကုတင်ကြခဲ့တဲ့မြမသူရဲ့ကောင်းသချင်းရဲ့အတိတ်တွေကိုနားလည်သွားပြီလို့ထင်ပါတယ်။တရုတ်သမီးတို့ရဲ့ဒီချက်ကတော့အခု Grateful မြန်မာစာသင်ခန်းစာအားလုံးကိုတင်ကြခဲ့ပြီဆိုတော့တရုတ်သမီးတို့လည်းနားလည်မယ်လို့ဒီချက်ကမျှော်လင့်ပါတယ်။ တာလို့သမီးတို့လည်းကျမ်းမာပျော်ရွှင်ပြီးထူးချွန်ထမြက်တဲ့နိုင်ငံသားကောင်းရတနာလေးဖြစ်ပါစေလို့ဒီချေကစုမုံကောင်းတောင်းပေးလိုက်ပါရစေ။